စက်တင်ဘာ23ရက်နေ့တွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအာရာနက်မွတ်စလင်ဂေါဇော်များနဲ့တွေ့ဆုံခဲ့ပါတယ်။အမေရိကန်တပ်သမန်စတီးဝုတ်ကော့ဖ်ရဲ့ပြောကြားချက်အရ၎င်းဟာနနစ်နီးပါးကြာစစ်ပွဲကိုရပ်တန့်ရန်ပြန်ပြမှုအတွက်လှပေါင်းများစွာလှုပ်ဆောင်ခဲ့ပြီးထရန့်ဟာအရှေ့လယ်ပိုင်းနဲ့ဂါဇာအတွက်21ချက်ပါငြိမ်းချမ်းရေးအစီအစဉ်ကိုရှင်းပြခဲ့ပါတယ်။အင်ကာနေမှာအာရာနက်မွတ်စလင်ဂေါဇော်များနဲ့ပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲမှာဝုတ်ကော့ကဤသို့ပြောကြားခဲ့ပါတယ်။ ျွန်တော်တို့ဟာအလွန်ကြိုးဖြစ်ထွန်းတဲ့ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့တယ်ကျွန်တော်တို့ဟာအရှိလက်ပိုင်းနဲ့ဂါဇာအတွက်ထရန်ရ21ချက်ပါငြိမ်းချမ်းရေးစီစဉ်ကိုတင်ပြခဲ့တယ် EAC စင်အစ္စရေးအစိုးရမှုများအပြင်ဒေတာတွင်မှရှိတဲ့အင်းနီချင်းနိုင်ငံတွေရဲ့ဆွေးနွေးမှုတွေကိုပါပြင်ဆင်ပေးနိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့ဟာမျှော်လင့်ချက်ရှိပြီးလာမယ့်ရက်တွေမှာအတွင်းအောင်မြင်မှုတစ်ခုကိုကျင်းပနိုင်မယ်လို့ယုံကြည်ပါတယ်လို့ပြောကြားခဲ့ပါတယ် EAC time တင်စားရ အမေရိကန်ပြည်တော်စုဟာအရေးကြီးတဲ့အစီအစဉ်ကိုကျင်းပခဲ့တယ်။ယမန်ကျမဂါဇာစစ်ပွဲကိုအဆုံးသတ်ရန်နဲ့အနာဂတ်ပါလက်စတိုင်းနိုင်ငံတစ်ခုအတွက်လမ်းကြောင်းဖန်တီးရန်ဖြစ်ပါတယ်။အစီအစဉ်မှာဒဇခန်တွေကိုလုပေးရန်ညှိစစွာနေထိုင်တဲ့ဟာမတ်စ်ဖွဲ့ဝင်တွေကိုလုံငိမ့်ချမ်းသာခွင့်ပေးရန်ဂါဇာနေထိုင်သူများကိုဂါဇာတွင်ဆက်လက်နေထိုင်ရန်စတဲ့ဖြင့်အဆိုပြုထားပါတယ်။၎င်းဟာဒေသတွင်းရဲ့တင်းမာတဲ့အခြေအနေမှာအမေရိကန်ရဲ့မူဝါဒကအဓိကပြောင်းလဲမှုတစ်ခုကိုပြသထားပါတယ်။ နေကြာရေးစီစဉ်ဟာပါလက်စတိုင်းလူမျိုးတွေဟာဂါဇာမှာဆက်လက်နေထိုင်ရန်တောင်းဆိုထားပြီးအနာဂတ်ပါလက်စတိုင်းနိုင်ငံတစ်ခုဖန်တီးရန်လမ်းပြမြေဖို့တခုပေးထားပါတယ်။ထို့ရက်အစီအစဉ်ရဲ့21ချက်ကတော့အောက်ပါတိုင်းဖြစ်ပါတယ်။ဂါဇာဟာအစွန်းရောက်မှုကင်းစင်ပြီးအကြမ်းဖက်မှုရှိတဲ့နယ်မြေတစ်ခုဖြစ်လာမှဖြစ်ပြီးအိမ်နီးချင်းများအတွက်အန္တရာယ်မဖြစ်စေရ။ဂါဇာဟာ၎င်းရဲ့ပြည်သူတွေရဲ့အကျိုးအတွက်ပြန်လည်တည်ဆောက်မှဖြစ်တယ်။ နှစ်ဖက်စလုံးကအကျိုးပြုချက်ကိုလက်ခံပါကစစ်ပွဲဟာချက်ချင်းရတတ်မှာဖြစ်ပြီးအီဇစ်တပ်ဖွဲ့တွေဟာစစ်စင်ရေးအလုံးကိုရဆိုင်ပြီးဂါဇာမှာဖြည်းဖြည်းချင်းဆုတ်ခွာမှာဖြစ်တယ်။အီဇစ်ကတဘောသူညီမှုကိုလက်ခံပြီး48နာရီအတွင်းတစ်စက္ကန့်အလုံးအသက်ရှင်သူများနဲ့တေဆုံးသူများပြန်လည်ပေးအမည်ဖြစ်သည်။တစ်စက္ကန့်များပြန်လည်ပေးအပ်ပြီးနောက်အီဇစ်ဟာတတက်တကြုံထောင်ချခံထားရတဲ့ပါလက်စတိုင်းလူ့ကျိုးရေးအကျဉ်းသား ရာပေါင်းများစွာကိုလှုပ်ပေးမည်ဖြစ်ပြီးစစ်ပွဲစတင်ချိန်မှာဆက်၍ဖမ်းဆီးထားတဲ့ဂါဇာနေထိုင်သူတထောင်ကျော်ကိုလှုပ်ပေးမည်ဖြစ်သည်ပါလက်စတိုင်းလူများ၏ရုပ်အလောင်းရာပေါင်းများစွာကိုလည်းပြန်လည်ပေးအပ်မည်ဖြစ်သည်ညီစွာနေထိုင်ရန်သဘောတူသောဟာမတ်စ်ပွဲဝင်များသည်လူငိမ့်ချမ်းသာခွင့်ရရှိမည်ဖြစ်ပြီးဂါဇာမှာထွက်ခွာလိုသောဟာမတ်စ်အဖွဲ့ဝင်များသည့်အခြားနိုင်ငံများသို့ဘေးကင်းစွာခရီးသွားခွင့်ရရှိမည်ဖြစ်သည် တဘောတူညမှုပြည်နောက်အကူအညီများသည့်ဂါဇာသို့အမြောက်အများဝင်ရောက်မည်ဖြစ်သည်အကူအညီများပရမာဏပမာဏသည်2025ခုနှစ်လဒဇက်ခန်တဘောတူညချက်ဖြစ်သည့်တနေ့လေအကူအညီထွက်ကာ600ထက်မနည်းရပါအကူအညီတွင်အရေးကြီးတဲ့အခြေခံအစောအုံများနဲ့အပြည့်စုံများကိုဖယ်ရှားရန်စကရီယာများပါဝင်မည်ဖြစ်သည်အကူအညီများကိုကုလသမဂ္ဂအနီးတို့လာချန်နှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများမှဖြန့်ဝေမည်ဖြစ်ပြီးအီဇွေတို့မှဟာမထမဝင်ရောက်ဆက်ဖက်မှုမရှိဘဲလှုံ့ဆော်ရမည်ဖြစ်သည် ဂါဇာဒီပါလက်စတိုင်းနီးပညာရှင်များဖြစ်ဖွဲ့စည်းထားသောယာယီအစိုးရတစ်ခုမှအုပ်ချုပ်မည်ဖြစ်ပြီး၎င်းတို့သည်ပြည်သူများအတွက်နှင်းစင်ဝတ်ဆောင်မှုတွေကိုဆောင်ရွက်မည်ဖြစ်သည်။ယာယီအစိုးရသည်မိဂန်ပြည်တော်စုအာရာနေဥရောပမိဖွဲ့များနှင့်အတူဖွဲ့စည်းထားတဲ့နိုင်ငံတကာအဖွဲ့အစည်းသစ်တစ်ခုမှကြီးကြပ်မည်ဖြစ်သည်။ပါလက်စတိုင်းအနာပိုင်များသည်၎င်းတို့၏ပြည်ပြင်တော်လှန်ရေးအစီအစဉ်ကိုပြည်စည်းသည့်အထိဂါဇာကိုပြန်လည်တိဆောက်ရန်ရန်ပုံငွေအစီအစဉ်တစ်ခုဖန်တီးမည်ဖြစ်သည်။ ဂါဇာကိုပြည်နယ်တိဆောင်းရန်စီးပွားရေးအစီအစဉ်တစ်ခုရေးဆွဲမည်ဖြစ်ပြီးကြွမ်းကျင်သူများကိုဖိတ်ကြားမည်ဖြစ်ပြီးအလို့အကန့်ဖန်တီးရန်ယင်းညွန့်နှံမှုကိုအားပေးမည်ဖြစ်သည်။ပဝီရီနိုင်ငံများမှဝေါ်တူထားသောအခွန်နှုံထားနေပါပြီးအထူးဝင်ရောက်ခွင့်ရှိတဲ့စီးပွားရေးဇုံတစ်ခုဖန်တီးမည်ဖြစ်သည်။မြေလူများဂါဇာမှာထွက်ခွာရန်အတင်းအကြပ်ပြုမည်မဟုတ်ပါ။ထွက်ခွာသူများသည်ပြန်လည်ဝင်ရောက်နိုင်မည်ဖြစ်ပြီးဂါဇာနေထိုင်သူများကိုဆက်လက်နေထိုင်ပြီးပုံမှန်ကောင်းမွန်သောအနာဂတ်တည်ဆောက်ရန်အားပေးမည်ဖြစ်သည်။ ဟာမတ်ဒီဂါဇာအုပ်ချုပ်ရေးတွင်ပါဝင်မည်မဟုတ်ပါဥမင်များအပါအဝင်စီးရေးဆိုင်ရာခြေကံအဆောက်အုံအားလုံးကိုပြစ်စီမည်ဖြစ်ပြီးအစ်စ်များကိုဖန်တီးခွင့်မပြုပါကာဇာ၏ကောင်းဆောင်တဲ့များသည့်အင်းကြီးချင်းများနှင့်ငင်းကြစွာနေထိုင်ရန်ဂရီပြုမည်ဖြစ်သည်ဒေသတွင်းမိဖက်များသည့်ဟာမတ်စ်နှင့်အခြားအဖွဲ့များကသဘောတူချက်ကိုလိုက်နာကြောင်းတေချာစေရန်လုံခြုံရေးအမှားကန်ချက်များပေးမည်ဖြစ်သည်၎င်းဒီကာဇာသည့်အစ်ဇွေတမမဟုတ်၎င်းပြည်သူများအထွတ် အန္တရာယ်မဖြစ်စေချင်တာအာမခံမည်ဖြစ်သည်အမေရိကန်အရနိုင်ငံများနှင့်နိုင်ငံတကာမိဖွဲ့များသည်ယာယီနိုင်ငံတကာတိဆောက်ရေးတပ်ဖွဲ့တစ်ခုဖန်တီးမည်ဖြစ်သည့်ဤတပ်ဖွဲ့သည်လုံခြုံရေးကိုစီမံခန့်ခွဲရန်ဂါဇာသို့ချက်ချင်းဝင်ရောက်မည်ဖြစ်သည်ဤတပ်ဖွဲ့သည်ရေရှည်လုံခြုံရေးအဖွဲ့အစည်းအဖြစ်ရောက်ဆောင်ရွက်ရန်ပါလက်စတိုင်းရေတပ်ဖွဲ့တစ်ခုကိုလက်ချင်းပေးမည်ဖြစ်သည် အစ္စရေးဂါဇာကိုတိမ်ပိုက်ခြင်းတမမို့တိမ်ယူခြင်းမပြုပါအစ္စရေးစစ်တပ်ဒီလုံခြုံရေးတပ်ဖွဲ့တွေများကထိန်းချုပ်ပြီးတည်ငြိမ်မှုရရှိလာပြီးအများမြေနယ်မြေများမှာဖြစ်ပျက်ခြင်းထွက်ခွာမည်ဖြစ်သည်ဟာမတ်စ်ကအဆိုပြုချက်ကိုညှင်းပယ်လင်းတမမဟုတ်နောက်နေလင်းအစီအစဉ်ဤအချမ်းဖက်မှုကင်းစင်သောနယ်မြေများတွင်ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်ဤနယ်မြေများကိုအစ္စရေးမှနိုင်ငံတကာတိမ်ငြိမ်ရေးတပ်ဖွဲ့ထံလွှဲပြောင်းပေးအပ်မည်ဖြစ်သည် ဣဇရဲကတာတွင်တိုက်ခတ်မှုမပြုရန်သဘောတူသည်အမေရိကန်နှင့်နိုင်ငံတကာတိုင်ဝမ်လည်းဖြန့်ဖြေးသူအဖြစ်ကတာ၏အရေးကြီးသောအခန်းကဏ္ဍကိုအတိအမှပြုသည်လူဦးရေကိုအစွမ်းရောက်မှုကင်းစင်စေရန်လုပ်ငန်းစဉ်တစ်ခုစတင်မည်ဖြစ်သည်၎င်းတွင်ဣဇရဲနှင့်ဂါဇာရှိဒါစိတ်ဓာတ်များနှင့်ဇာတ်ကြောများကိုပြောင်းလဲရန်ဘာသာရေးဆိုင်ရာဆွေးနွေးမှုများပါဝင်မည်ဖြစ်သည်ဂါဇာ၏ပြည်နယ်တိဆောက်ရေးတိုးတက်လာသည့်နေ့မှ ပါလက်စတိုင်းအနာပယ်များက၎င်းတို့၏ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကိုပြည်စည်သည့်အခါပါလက်စတိုင်းနိုင်ငံတစ်ခုအတွက်စစ်မှန်တဲ့လမ်းကြောင်းတစ်ခုအတွက်အခြေအနေများရှိလာနိုင်သည်၎င်းသည်ပါလက်စတိုင်းလူများ၏စန္ဒအဖြစ်အတိအမပြုခံရသည်အမေရိကန်သည်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရန်နိုင်ငံရေးလမ်းကြောင်းတစ်ခုကိုသဘောတူရန်အစ္စရေးနှင့်ပါလက်စတိုင်းလူမျိုးများအကြားဆွေးနွေးမှုတစ်ခုပန်တီးမည်ဖြစ်သည်နောက်ဆုံးမေကွန်တစ်ခုရှိတာကတော့ Israel Hamas နဲ့ အခြားမိဖွဲ့တွေဟာဤအဆိုပြုချက်ကိုလက်ခံမလား